ငလေးတန်းခံခဲ့ရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံတို့ကိုကူညီဖို့အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနဲ့လေးလာသုံးသပ်ရေးအဖွဲ့ ERDA ကိုဆင်းလွတ်မယ်လို့အာဆီယံကပြောပါရယ်။ဒါပြင်မြန်မာနဲ့ထိုင်းတို့မှာငလေးတန်းခံခဲ့ရသူတွေကိုကူညီဖို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေကိုစုစည်းဖို့ပြင်ဆင်နေတယ်လို့လည်းအာဆီယံကထုတ်ပြန်ခဲ့ပါရယ်။ဒီလုပ်ငန်းစဉ်ကိုအာဆီယံရဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးညှိနှိုင်းဆောင်ရွက်မှုစင်တာ AHA စင်တာက အာဆီယံဘီအန်ရဲ့အရေးပေါ်ထောက်ပို့စနစ်ကနေတဆင့်လှုပ်ဆောင်သွားလိမ့်မယ်လို့မလ30ရက်ကဗီဒီယိုဆက်သွယ်မှုကနေတဆင့်ပြုလုပ်ခဲ့တဲ့အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကပြောကြားခဲ့ပါတယ်။မလ28ရက်ကမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ Restar Scale 9.8ပြင်းရရှိတဲ့ငလင်းကြောင့်မြန်မာနဲ့ထိုင်းနိုင်ငံကပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာငလင်းတန်းခံခဲ့ရတဲ့မြန်မာနဲ့ထိုင်းပြည်သူတွေအထူးသဖြင့်မန္တလေးနေပြည်တော်စကိုင်းဘန်ကောက်ချင်းမိုင်နဲ့အနီးတဝိုက်ဒေသတွေမှာတင်ဆောင်သူတွေထဲရရသူတွေပျက်စီးဆုံးရှုံးမှုတွေအတွက်အလွန်ဝမ်းနေကြောင်းဖော်ပြခဲ့ပါတယ်။အခုလိုစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရချိန်မှာအာဆီယံဖွဲ့ဝင်နိုင်ငံတွေဟာစည်းလုံးညီညွတ်စွာရပ်တည်နေပြီးငလင်းတန်းခံခဲ့ရသူတွေကိုကူညီပေးဖို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကအလေးထားပြောဆိုကြောင်း၎င်းတို့ရဲ့ပူရဲထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအရေးတကြီးလိုအပ်နေပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ကူညီပေးမှုတွေကနေတဆင့်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအထောက်ကျိုးမဲ့မှုတွေကိုမြှင့်တင်သွားဖို့လိုအပ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ဒါ့ပြင်မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေလည်းရောက်ရှိခဲ့ကြပြီဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပြည်ပမေးဖန်နိုင်ငံတွေကုလသမဂ္ဂနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ကုညီပံ့ပိုးမှုတွေအတွက်လည်းကျေးဇူးတင်ကြောင်းအာဆီယံနိုင်ငံချိုင်းဝင်ကြီးတွေကထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံကသက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကိုအာရုံစိုက်ဖို့အာဆီယံကတိုက်တွန်းထားပြီးခွဲခြားဆက်ဆံမှုမရှိ ဟန့်တာမှုမရှိပဲအကူအညီလိုအပ်တဲ့နေရာတွေကိုအကူအညီတွေအချိန်မီရရှိစေဖို့လှုံ့ဆော်ရမှာမြန်မာနိုင်ငံရဲ့အသင့်အနေထားရှိမှုကိုလည်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကကြိုဆိုခဲ့ကြပါတယ်။အစည်းအဝေးအဆုံးသတ်မှာအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဟာထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူဧပြီ5ရက်မှာမြန်မာနိုင်ငံကိုလာရောက်ဖို့သဘောတူခဲ့ကြပါတယ်။